ငင်းချမ်းတဲ့တိုင်းပြည်ဆိုတာဘလို့တိုင်းပြည်လဲဒေသအလုံးဟာခိုင်မာသောငင်းချမ်းရေးကိုရရှိထားတယ်သဘုံတကံရှံစူးရံညောင်းနဲ့ပဲกินတယ်ညင်းစဲနှိပ်စက်မှုဖန်စီတပ်ဖြတ်မှုဆိုတဲ့ဒုက္ခပေးတဲ့အလုပ်တွေကိုလည်းပဲမလုပ်ကြဘူးလုပ်တဲ့လူမရှိဘူးအဲ့လိုတိုင်းပြည်ဟာခိုင်မာတဲ့ငြိမ်းချမ်းရေး တဘုံတကံပေးမရှိညှင်းဆဲနှိပ်ဆက်သူမရှိအဲ့လိုအေးချမ်းနေတဲ့အချိန်မှာတိုင်းသူပြည်သားတွေရဲ့အခြေအနေကဘယ်လိုရှိတော့ပြည်သူတွေဟာဝမ်ပန်းတတာပျော်ရွှင်နေကြတယ်မိမိရဲ့ရင်ဘတ်ပေါ်မှာ တင်ပြီးတော့မိမိရဲ့သားငယ်သမီးငယ်တွေကို ကခုံပျော်မြူးစေတယ် ချုပ်ပိန်အကဆိုတာပေါ့နော်ကလေးလေးကိုရင်ဘတ်ပေါ်တင်ပြီးတော့ကခိုင်ရညဉ့်ညံ့မှုရဲ့တရားကိုဖော်ပြတာအိမ်တိုင်းအိမ်တိုင်းမှာတကားတွေဖွင့်ထားတယ်ဘယ်တကားမှတော့မခတ်ဘူးဘယ်အိမ်ကမှတကားပိတ်မထားဘူးအလုံးအောင်ပွင့်နေတယ်လူတွေဟာရန်စွညာညောက်တပုံးတကန်းတခိုးတဝက်မရှိသည့်အတွက်ကြောင့် ငြင်းချမ်းစွာအဲ့ဒီလိုနေနိုင်ကြတဲ့ခေခါမျိုးဆိုတာရှိတယ်ဒါဟာငြင်းချမ်းတဲ့တိုင်းပြည်ရဲ့အနေထားတစ်ခုပါပဲငြင်းချမ်းပြီဆိုရင်အဲ့ဒီလိုအနေထားမျိုးရဆဲဒုက္ခပေးတာတွေမရှိဘူးရန်စုရန်ညောင်းတွေမရှိဘူးလူတွေဟာဝမ်းမြောက်ဝမ်းသာ ဖြစ်ပြီးတော့မိမိရဲ့တန်းငယ်သမီးငယ်လေးတွေနဲ့အတူတကွ မြို့ပြောလို့အိန္ဒဂါတောင်ပိတ်ဆိုတာမရှိပဲနဲ့စိတ်ချမ်းသာကိုချမ်းသာဝမ်းပန်းတသာနေနိုင်ကြတဲ့အခါမျိုးငြိမ်းချမ်းသောတိုင်းပြည်လို့ခေါ်ပါတယ်ဒါလဲပိဋကစာပေကုဋ္ဌဒါနသုံးမှာပါတဲ့စကားတွေကိုပြောတာ